တသားမမေတို့ရေမင်္ဂလာပါနော်ဒီတစ်ခါမှာတော့တစားမုံလပြည့်နေ့အကြောင်းဒီကောင်းစရာအဖြတ်ပြတွေကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်တစားမုံလပြည့်နေ့ညနဲ့လွဲမနေတဲ့အယူအဆတစ်ခုကိုပထမဆုံးအနေနဲ့တင်ပြပေးချင်ပါတယ်တကယ်တော့တစားမုံလပြည့်ညကအခိုးကြီးညလုံးဝမဟုတ်ပါဘူး တစားမုံလိုက်ပြီးနေညာကဘုံတော်ဗဒဝင်းတို့ရဲ့နေတူနေမြတ်တစ်ခုပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကအစာတသက်ရှင်ဘုရင်အားတာမညာဖလာတုတ်တော်ကိုဟောတော်မူပြီးတော့အစာတသက်ရှင်ဘုရင်နဲ့တကွနောက်ပါပြည်သူတသိန်းခက်ဘုဒ္ဓဘာသာဖြစ်တဲ့ညာကြီးပါ။အဲ့လိုကြည်ကျဲခမ်းနားတဲ့ဘုဒ္ဓဘာသာနေကြီးကိုလူတချို့ကတကိုးကြီးညာဆိုပြီးတော့နာမည်တက်လိုက်တော့အမတ်ဒီဟာကပျောက်ကွယ်တယ်လို့ဖြစ်သွားတာပါ။တစားမုံလိုက်ပြီးညာမှာပစ္စည်းခိုးရတဲ့အကြောင်း ြည်မနုဘွယ်အကြောင်းကိုလည်းပြောပြပေးပါဦးမယ်။လူလီပြီးတဲ့ရှေ့အခါကယောက်ျားသားတွေရှင်လိပြန်ကြတဲ့အခါမှာစိမိကြောင်ထိုးတဲ့တလေးဟာအထင်ရှားရှိခဲ့ပူပါတယ်။ရှင်ဘရင်မှာအစချီပြီးတော့မိမိမင်းသားမူမတ်တကြွယ်ဂုံသေးလေးလှုပ်စားတဲ့လူယောက်ျားတို့ကစိမိထိုးကြပါတယ်။အခုလိုကြုံတယ်လို့ထိုးကြတာမဟုတ်ပါဘူး။အခါကောင်းကိုစောင်းဆိုင်ပြီးတော့မောင်ကန်းကိုမင်းထိုးတဲ့အခါမှာပွဲပေးပြီးတော့ထိုးရပါတယ်။အဲ့လိုထိုးခဲ့ပြီးတဲ့ယောက်ျားတို့ဟာတစားမုံလာပြီးနေညနှစ်ခက်ဆုံးချိန်မှာ ကြောင်တဲ့ကြောင်စင်စိတ်အဆောင်တို့လူကူပြရဲဆိုပြီးတော့အယူရှိတာကြောင့်အရှင်မသိတဲ့ပစ္စည်းကိုခိုးယူကခိုးခွင်းမှာဒါကြစင်မြင့်ဖြစ်ပါတယ်ခိုးခွင်းဆိုတာကတော့ခိုးရမှာပစ္စည်းကိုဘယ်သူဘယ်ဝအိမ်မှာပစ္စည်းဖြစ်ကြောင်းခိုးခွင်းမှာစကပ်ပြီးတော့ထားပါတယ်အဲ့လိုခိုးတဲ့အခါမှာအသက်ရှိတဲ့အရာကိုခိုးယူနိုင်စွမ်းရှိတဲ့သူကလူဆန်းကောင်းဖြစ်ပါတယ်ရှိအခါကနွားတွေနဲ့လူအိမ်နေတဲ့ကရင်ကိုလူမနှုတ်အောင်ထမ်းပြီးတော့ခိုးခွင်းမှာလာထားကြပါတယ်မနက်မိုးလင်းတဲ့အခါမှာပစ္စည်းရှင်က သင်္ကန်းအစုံနဲ့မိမိတို့ရဲ့ပစ္စည်းကိုလာရွေးယူရပြီးတော့ကထင်ပွဲကိုဆင်နွှဲကြပါတယ်ပစ္စည်းခိုးလို့လူမိတဲ့အခါအဲ့ဒီလူကိုဖမ်းပြီးတော့ခိုးခွင်းမှာကရုံတုံးပြီးတော့ပြာလုပြီးတော့ထားရပါတယ်ကထင်ပွဲမှာအဲ့ဒီခိုးသားကိုရွာလူကြီးကတရားသူကြီးလုပ်ပြီးတော့တရားဆိုင်ခန်းနဲ့ဟာသားလောက်ကြပြီးတော့ရဟန်းဝတ်ကြဆင်းပြဖြစ်ပါတယ်ဒီဘက်ကရောက်လာတော့တန်ဖိုးရှိပစ္စည်းတွေကိုတကယ်ကိုလာကြပါတယ် လမ်းတွေပေါ်မှာစစ်တရေမင်္ဂလာမရှိအောင်ရုပ်ပြစင်းပြဆိုင်းဘုတ်တွေဖြုတ်ချအရက်ပီယာအစာတောက်တွေပလူပြအောင်ပြန်ကျင်းနေပါတယ်အပြော်ကနေအပြက်ဘက်ကိုဥတီလာကြတာပဲဖြစ်ပါတယ်တစားမုံလိုက်ပြီးနိုင်တဲ့လွဲမှနေတဲ့အယူဆအမှန်တရားကိုဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေသိစေခြင်း၍ရည်ရွယ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်တစားမုံလိုက်ပြီးနေ့ကိုတမညာဖလာအခါရောနေ့လို့လည်းခေါ်ကြပါတယ်ဘုရားရှင်ကအစာတတမင်းကိုတစားမုံလိုက်ပြီးနေ့မှာ တာမညဖလာတုတ်တန်တရားတော်ကိုဟောကြားတော်မူတာကြောင့်တရားမုံလာပြီနေ့ကိုတာမညဖလာအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပကြတာပါတယ်။တာမညာဖလားဆိုတာကယဟန်ပြူရခြင်းအကျိုးလို့အဓိပ္ပာယ်ရပါတယ်။ယဟန်ပြူရခြင်းအကျိုးကိုဟောကြားတဲ့နေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒဇာမောလာပြင်းနေကိုတန်ဃာတော်များနေလို့လည်းခေါ်ဆိုနိုင်ပါတယ်။တာမညာဖလားတုတ်ကယဟန်တန်ဃာတော်ရဲ့အဖို့ခြင်းမုံမှတ်ကြံကြီးတဲ့ဘွယ်ဖြစ်တာကြောင့်ကိုချင်းတီလာရှိတယ်မရှိတယ်ကိုဒီတုတ်တန်နဲ့ထင်ဟပ်စေနိုင်ပါတယ်။ဒါအပြင်တာမညာဖလားတုတ်တော်ဟာလူတိုင်းကားရဲ့အဖို့လည်းပြားချင်းကြီးတဲ့ဘွယ်ဖြစ်တာကြောင့်မိမိတို့ကိုးကွယ်နေတဲ့ဆရာသမားတွေရဲ့ကြည်ကြံမှုဟုတ်မဟုတ်ကို မမမန်ကိုတီတုတ်တန်တဲ့ချိန်ကိုက်ကြည့်နိုင်ပါတယ်။အစားတသက်မင်းသားကဒီဝရက်ကိုဆရာတင်းမိပြီးတော့လူပေါင်းမတဲ့အတွက်ကြောင့်မလို့ဖခင် ဖြစ်သူဗိမိတာရမင်းကြီးကိုတတ်မိတာကြောင့်ဂံကြီးထိုင်ပြီးတော့အိမ်မပြောတဲ့ဝေဒနာဆွဲကပ်ခဲ့ပါတယ်။အဲဒီဝေဒနာကိုကုစားရင်နဲ့အမတ်တီရဲ့အကြံပြုချက်အရဒိဋ္ဌိဆရာကြီး၆ရောက်စီကိုတောက်ရောက်ပြီးတော့ရဟန်းပြွာချင်းရဲ့အကျိုးတာမညာဖလာကိုစုံစမ်းမေးမြန်းတဲ့အခါမှာသူကျေနပ်တဲ့အဖြစ်ကိုမရရှိခဲ့ပါဘူး။ နောက်ဆုံးမှာတမတော်ကြီးစီဝကရဲ့အကြံပြုချက်အရရာဇဂျုံမျိုးအနီးဆရာစီဝကလူထားတဲ့တရဦးရင်တော်၌တရင်သုံးလျက်ရှိတဲ့မြတ်စွာဘုရားစီကိုတောက်ရောက်ပြီးတော့ရှောက်ထားတဲ့အခါမှာသူတိလိုတဲ့ယဟန်ပြွာချင်းရဲ့အချို့တာမညာဖလာကိုသိရှိရပါတော့တယ်။အစာတသမင်းကတာမညာဖလာတုတ်တရားတော်ကိုကျမ်းနာရတဲ့အချိန်ကနေစပြီးတော့ဗုဒ္ဓတာသနာတော်ကိုတော်ဝင်ယုံကြည်လာပြီးတော့ဘုဒ္ဓရှင်ဤထဲမှာရတနာသုံးပါးကိုအကြည်ညိုဆုံးပုဂ္ဂိုလ်တော်ဖြစ်လာခဲ့ပါတယ်။ အဇာတတမင်းဟာတမညဖလတ်တုတ်တရားတော်ကိုကြားနိုင်ခဲ့ရတဲ့အတွက်သူ့ရဲ့အပြစ်ကိုကုစားနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့အပြစ်ကြီးလေးတဲ့မဟာအဝိစီငရဲရံမှာမကြောက်ရောက်တော့ဘဲနဲ့အပြစ်တံပေါ်တဲ့လောဟကုံပင်ငရဲ၌သာကြောက်ရောက်ပြီးတော့နောက်အခါမှာဝီစီတာဝင်ပြီးတဲ့ပိစိကဗုဒ္ဓဖြစ်ပြီးတော့ကျွတ်တန်းဝင်ရပါလိမ့်မယ်အစတတမင်းဟာပထမသင်္ခါရဏတင်ဒါရိုက်ကအပြစ်ခံယူခဲ့ပြီးတော့ မြတ်စွာဘုရားရဲ့တတ်တော်တွေကိုစုဆောင်းသိမ်းဆည်းပြီးတော့တတ်တော်ကြီးတည်ထောင်နိုင်ခဲ့တယ်။ဗုဒ္ဓသာသနာနှစ်ကိုအတိအကျသတ်မှတ်ခဲ့တယ်။အဲ့ဒီလိုသာသနာပြုလုပ်ငန်းကြီး၃ရက်ကိုလှုပ်ဆောင်သွားခဲ့တာဟာဗုဒ္ဓဘာသာဝင်တွေအတွက်အကျိုးကျေးဇူးကြီးမားလာပါပေတယ်။ပိဋကတ်တော်တွေကိုမပြည့်စည်ရအောင်ဆိုပြီးတော့သင်္ဃာယန္နာအစစ်စစ်ကျင်းပြီးတော့ယနေ့တအောင်ထိမ့်သိမ်းထားနိုင်တာဟာအစာတသမင်းရဲ့ကျေးဇူးလို့ဆိုရမှာဖြစ်ပါတယ်။အစရတမ်းမင်းစုဆောင်ထားတဲ့တက်တော်တွေကိုရှောက်ပြပြီးတော့တိတိဓမ္မတော်ကမင်းကြီးကဇေဒီပေါင်း၈၄၀၀ကို တည်ထားပြီးတော့တာသနာပြုခဲ့တာကြောင့်နောက်ကဗုဒ္ဓဘာသာဝင်တွေယနေ့တိုင်ဖူးမျိုးခွင့်ရရှိနေတာဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်တို့တာသနာရုံးကိုအတိအကျသုံးဆွဲခွင့်ရရှိနေတာဟာအစတသမင်းရဲ့ကျေးဇူးတမညာဖလာတုတ်ရဲ့အကျိုးဆက်လို့ဆိုရမှာဖြစ်ပါတယ်တစားမုံလာရဲ့အတိပေးကိုလည်းပြပြချင်ပါသေးတယ်တစားမ်ဆိုတာမီရှူမီတိုင်းစီမီလို့အတိပေးရပြီးတော့မုံရဲ့အတိပေးကတော့တောက်ပါစေလို့ သိပေးရပါတယ်။ဒါကြောင့်ဒဆာမုံလာဟာစီမီကိုတောက်စီတော်လစီမီထူးကြီးရဲ့လလို့ကောက်ယူနိုင်ပါတယ်။ဒဆာမုံလာဟာမြောက်လေးပြန်ပြီးတော့ဟေမန်ဆောင်းကိုကူပြောင်းနေလာဖြစ်ပါတယ်။အေးချမ်းစာပြုပြီးတော့ဒီလမှာမြမရဲ့အသက်သေးွယ်လို့ခေါ်ဆိုနိုင်တဲ့ ကောက်ပင်နေတိနံနေအတော်ရင့်တန်လာပြီဖြစ်ပါတယ်ဒါကြောင့်ဖုံတုံလုံတုံတဆောင်မုံလို့ဆိုကြတာဖြစ်ပါတယ်ဒါအပြင်တာဝန်သာနေပြီးမှရှိတဲ့ဆူနာမနိစီတော်ကိုပူဇော်တဲ့အနေနဲ့မိဘုံပြန်နေလွတ်တင်ကြတဲ့ပွဲတော်တွေလည်းကျင်းပကြပါတယ်ရှားတိတာပြီးတော့ဒီတဆောင်မုံလိုက်ပြီးနေညအချိန်ခါမှာစေပေါင်းခါတယ်လို့ယူဆကြတဲ့အတွက်ကြောင့်မို့လို့မဲဇလီအဖိုးတွေကိုပြုတ်ပြီးတော့ပျော်ပါစွာတုံးစားကြတဲ့ဒလီလည်းရှိပါသေးတယ် ဒစာမုံလာရဲ့ထင်ရှားတဲ့ပွဲတော်ကတော့ကထိန်သင်္ကန်းကတ်လူပူဇော်ပွဲဖြစ်ပါတယ်။ကထိန်သင်္ကန်းကတ်လူပူဇော်ပွဲကိုဒရင်ကျော်လာပြီးကျော်တရရနေ့ကနေပြီးတော့ဒစာမုံလာပြင်းနေအချိအချိန်တလတာကာလအတွင်းမှာခင်းကျင်းရတဲ့ပွဲတော်ဖြစ်ပါတယ်။အများအားဖြင့်ဒစာမုံလာအတွင်းလာပြင်းနေအချိပွဲတော်ကျင်းပမှု ပုံမူမြပြမြန်ဆိုင်ပါတယ်။ကထိန်ခင်းပွဲတော်ကျင်းပရခြင်းတမိုင်းကြောင်းကမြတ်စွာဘုရားရှင်လက်ထက်တုန်းကပေါဝေယတိုင်းသားဗဒဝဂီယဟန်တုံးကြီးကတောဝတ္တပြည်စေတဝန်ကျောင်းမှာတရင်တုံးနေတော်မူတဲ့မြတ်စွာဘုရားစီကိုဖူးမြော်ဖို့လာကြပါတယ်။ဝါဆိုဖို့နိကေလာအတွက်ကြောင့်မလို့တောဝတ္တပြည်ကိုမရောက်နိုင်တော့ဘဲနဲ့တာဂေတမြို့မှာပဲဝါဆိုကြရပါတယ်။ တန်ခါတော်တွေကဝါကြော့ပြီးတော့ပဝရဏပြုပြီးတော့ဖုရားရှင်တရင်300တောင်းပတိပြီကိုကြွလာကြပါတယ်။လမ်းမှာမိုးရတဲ့နိုင်ကျုံတဲ့အတွက်ကြောင့်မလို့တန်ခါတော်တွေဟာမိုးတဲ့ရေထဲမှာဆူရွှဲနေတဲ့သင်္ကန်းလေးနဲ့စေတဝန်ကြောင့်ကိုရောက်လာကြပါတယ်။တိစီဝရိတ်တူတင်ဆောင်းထားကြတဲ့တန်ခါတော်တွေမှာသင်္ကန်း300တာရှိပါတယ်။ ယေရှုသဖြင့်လဲဖို့အတွက်တခြားသင်ငန်းအဖို့မရှိပါဘူးစေတွန်းအကြောင်းမှာဘုရားရှင်ကတန်ခါတော်တွေကိုနှုတ်ခွန်းဆက်စကားပြောကြပြီးတော့လန်ခီအကြောင်းတွေကိုမေးမြန်းပါတယ်တန်ခါတော်တွေကလည်းလန်ခီမိုးရေရေထဲမှာပင်မဆင်းရဲစွာလာရပုံကိုရှောက်ထားတယ်ကြာတယ်အဲဒီအတွက်ကြောင့်မလို့မြတ်စွာဘုရားရှင်ကကထင်ခင်းပြီးတော့လူဒန်းအပ်တဲ့သင်ငန်းသုံးဆွဲဖို့ခွင့်ပြုတော်မူပါတယ်ကထင်ခင်းပြီးတော့လူဒန်းအပ်တဲ့သင်ငန်းကိုကထင်သင်ငန်းလို့ခေါ်ပါတယ် ကရင်သင်္ကန်းကလူဝဲကိုတအုပ်တယောက်တည်းဒါမှမဟုတ်စေနာရှင်တွေစုပေါင်းပြီးတော့ပုံကရင်အနေမျိုးလူဒန်းလေးရှိပါတယ်။တပားသောသင်္ကန်းတွေကိုအချိန်မီကတ်လူနိုင်မိမယ်လို့ကရင်သင်္ကန်းကိုမူတလက်တနက်မှတလက်လူဒန်းခွင့်ရှိပါတယ်။ဒါကြောင့်လည်းတစ်ချိန်သာကရင်ခွင့်ခွင့်ရှိပါတယ်။ကရင်ခင်းမဲ့တန်ကတော့ဟာပိုရီမဝါကတ်သူဖြစ်ရပါမယ်။ဝါရဲမဝါကျိုးဝါပြဲစားတဲ့အဖြစ်မျိုးမရှိဘဲနဲ့တရင်ကျော်လာပဝါရဏပြုပြီးတော့ဝါကျော်လာသူလည်းဖြစ်ရပါမယ်။ အဲ့လိုတန်ဃာတော်တွေကိုဒါကထိန်တင်ငယ်အလူခံခွင့်ကထိန်ခင်ခွင့်ရှိပါတယ်တန်ဃာတော်တွေကမိမိရဲ့မိဘကိုပင်ကထိန်တင်ငယ်ပေးလူဖို့တောင်းဆိုခွင့်မရှိပါဘူးတခြားဓာယိကဓာယိကမတွေကိုလည်းဓာယိကဒါမှမဟုတ်တဝက်ပြီးတော့ကထိန်တင်ငယ်အလူခံခွင့်မရှိပါဘူးတလာတာအတွင်းမိမိနဲ့တည်းရဲ့ကိုရွေးချယ်ပြီးတော့ကထိန်မခင်ရသေးတဲ့ចောင်းတိုက်ကိုရွေးချယ်ပြီးတော့တန်ဃာတော်တွေကိုကထိန်တင်ခံလှူဒါန်နိုင်ပါတယ် ကထိုင်တင်ငန်းကိုအလူခံတဲ့တန်ခါအဖွဲကလည်းတင်ငန်းရရှိတဲ့နေ့မှာပဲကထိန်ခင်ရပါတယ်။ကထိန်တင်ငန်းကိုအလူခံပြီးနောက်နေ့မှာကထိန်ခင်မယ်ဆိုပြီးထားပိုင်ခွင့်မရှိပါဘူး။ကထိန်တင်ငန်းအပြင်လူခံမယ်ဆိုရင်နေချင်းပြီးတင်ငန်းအသွင်ဖြတ်ချုပ်ဆိုရပါတယ်။အဲ့လိုနေချင်းပြီးတင်ငန်းမျိုးနဲ့ ကတင်ခင်းရတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကတင်တင်ငန်းကိုမတို့တင်ငန်းလို့လည်းခေါ်ပါသေးတယ်။မတို့တင်ငန်းဆိုတာဘာလဲပြောပြပါအောင်မယ်။မတို့တင်ငန်းရတဲ့အခါမှာဒဇာမုံလာဆန်း14ရက်နေဝင်ချင်းကနေစပြီးတော့ဝါစီတွေကိုစတိသဘောနဲ့ကျဲပက်ရပါတယ်။အဲ့ဒီနောက်ဝါကောက်ဝါပန်းရတယ်ဝါကျိတ်ရတယ်။ရတဲ့ဝါကွန်းတွေကိုဖတ်ကြရတယ်။ဂုံးဘက်ကိုဘိုင်းတောင်လင်းပြီးတော့ဘိုင်းနောက်ကိုခြင်ငင်းရတယ်။ခြင်ငင်းကိုယောက်ကြရတယ်။ယောက်ပြီးတဲ့ခြင်ငင်းကို ခြေဆိုးအစာတင်ပြီးတော့မင်းမှလမ်းကြပါတယ်ခြောက်သွေးတဲ့ခြေကိုရက်ဖောက်ပြီးတော့ရေကန်းရေကြပါတယ်အဲ့နောက်ရေကန်းစင်ကိုတင်ပြီးတော့အာယုံမတက်မီအချိန်မှာသင်ငန်းအဖြစ်ရအောင်တပြောတပားနဲ့စူပေါင်းအင်အားနဲ့ရက်လုတ်တဲ့သင်ငန်းဟာမတိုးသင်ငန်းဖြစ်ပါတယ်တန်ခါတော်တွေကိုကထိန်သင်ငန်းလှူဒန်းသူတွေခန်းစားရတဲ့အကျိုး၆ပေါင်းကိုလည်းပြောပြပါအောင်မယ်နံပါတ်၁သွားလေရအရမအနောက်ရှင်မရှိဘေကင်းစာသွားရခြင်းနံပါတ်၂မိမိပိုင်ပစ္စည်းတွေကိုရန်သူတို့မဖြစ်စေနိုင်ခြင်း 3. စားကောင်းတောက်ပွဲအထူးပေါ်များပြီးတော့အစာအစာအတွက်ဘေးမတင်အစိမ့်မတင်နိုင်ခြင်း၄.မိမိပိုင်ပစ္စည်းတွေကိုကြာမြင့်စွာမေ့လျော့နေတော့လဲမဆုံးပါနိုင်ခြင်း၅.ပစ္စည်းရှာတဲ့အခါမှာသူတကာတို့ထက်ထူးထူးကဲပြီးတော့အဆုလိုက်အပြုံးလိုက်ရရှိခြင်း၆.ရုပ်ရည်ချုံမလပ်ပါခြင်းဆိုတာကခင်တင်ငန်ကလူတွေရရှိတဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ အချို့အပြင်ပြောရမယ်ဆိုရင်မြန်မာရိုးရာ12လရာသီပွဲတော်တွေထဲမှာတစားမုံလမှာကျင်းပပြုလို့လေးရှိတဲ့ပွဲတော်တွေကတော့တစားနံမြုံချုံပွဲတော်၊ကရင်တင်ငန်းအလူပွဲတော်၊မတိုးတင်ငန်းရှစ်လုံးပွဲတော်၊မဲဆလီဘူးတော်ဝင်းကားရဲ့ပွဲတော်၊ကြီးမနုပွဲတော်၊တမညဖလာအခါတော်နေပွဲတော်တွေဆိုပြီးတော့ပွဲတော်9မျိုးခန့်ရှိရတဲ့ကြောင့်မို့လို့တစားမုံလဟာရိုးရာပွဲတော်အများဆုံးလားလို့ဆိုရမှာဖြစ်ပါတယ်။ ဒါအပြင်တစားမုံလပ်ပြင်းလေးဟာတခိုးကြီးညလုံးဝမဟုတ်ဘူးဆိုတာကိုလည်းကလေးတို့မှတ်ထားရမယ်နော်